FBI ကကြောင်ဝင်စီးခဲ့ရတဲ့အမေရိကရဲ့လိုင်သာယာရက်ကွက်မရိယန်ပြောင်စုဆိုတာနိုင်ငံသားတိုင်းကိုတန်းတူခွင့်ရေးအဖြစ်ပေးအပ်ထားတဲ့နိုင်ငံမှာဒါကြောင့်လည်းနိုင်ငံသားတိုင်းကအပူပင်ចောင်းចောင်းမှုနည်းနည်းနဲ့နေနိုင်ကြပြီးတော့အခွင့်အလမ်းတွေကလည်းများပြားလာတာကြောင့်လူငယ်တွေရဲ့အနာဂတ်အတွက်လည်းစိတ်ပူစရာသိမ့်မလို့ပါဘူးဒါပေမဲ့ဒီစကားလေးတွေက ကြားလို့သာကောင်းပြီးတော့အပြင်မှာလူတိုင်းဒီလိုနေထိုင်ကြတာမဟုတ်ဘူးဆိုတာအားလုံးလည်းသိကြမှာပါအထူးသဖြင့်လက်နက်ကင်ဆောင်ခွင့်ဥပဒေကြောင့်အရေးကြုံရင်ဂန်းနဲ့ရှင်းသားတဲ့အကျဉ်းကြောင့်လည်းဂန်းစတာတွေနဲ့ရာဇဝတ်သားတွေလည်းမှုလို့ပေါ်နေပြန်ပါတယ်ဒါကြောင့်ဒီကနေ့မှာတော့ဒေသအထူးရဲတပ်ဖွဲ့နဲ့ FBI တောင်ငင်းငင်းမနေနိုင်တော့ပဲတော်တော်လေးကိုစိုးရွားတောင်းချမ်းပြီးတော့ဂန်းစတာတွေပေါက်ဖွားရလို့ဖြစ်နေတဲ့လိုင်တာရလို့ရက်ွက်မျိုးကိုဘယ်လိုမျိုးဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လဲဆိုတာစိတ်ဝင်စားဖို့ ောင်းအောင်တင်ဆက်ပေးသွားပါမယ်။၂၀၂၁ခုနှစ်အောက်တိုဘာလ၃ရက်နေ့မနက်အစောပိုင်းမှာတော့ ချီကာဂိုရဲတပ်ဖွဲ့ SWAT SWAT အဖွဲ့နဲ့ FBI တို့ကချီကာဂိုရဲ့တတိယခရိုင်ရဲဌာနကနေပြီးတော့ Parkway Gardens Old Black လို့လူသိများတဲ့ရက်ကွက်စီကိုဥတည်ပြီးတော့ထွက်လာခဲ့ကြတာပါ Old Black က American ရဲ့ NY အရှိဆုံးရက်ကွက်တီတွေရတစ်ခုဖြစ်ပြီးတော့အကြံဖန်မှုတွေအလွန်အမင်းဖြစ်ပွားလေးရှိတဲ့နေရာပါဒီဒီချိန်မှာတော့ရဲတွေကတိုင်ကြားမှုဖြစ်လို့ရောက်လာတာမဟုတ်ဘဲစီးနှင်းရှာဖွေဖို့ရောက်လာတာဖြစ်ပါတယ် FBI ကပထမဆုံးအကြိမ်ဖြစ် All Black နဲ့ဒိုင်းရိုက်ပတ်သက်တဲ့အမှုမှာပါဝင်လာတာဖြစ်ပြီးတော့ အဲ့ဒီရက်ကွက်ကနေတချို့သူတွေအတွက်တော့အခြေအနေမကောင်းခဲ့ပါဘူးရက်တဘွဲဝင်နေရ Old Black ရက်ကွက်ရဲ့ထွက်ပေါက်၅ခုလုံးကိုဖိတ်ဆို့စီးနှင်ပြီးတော့ရှာဖွေခဲ့တယ်စတင်ဥပဒေစိုးမိုးရေးအေဂျင်စီတွေကရှာဖွေဝရမ်းတွေဖန်ဝရမ်းတွေနဲ့အတူနာမည်ကြီး Rap အဆိုတော် FPG Deck ကိုတက်ဖြတ်မှုမှာပါဝင်ပတ်သက်သူတွေကိုလိုက်လံရှာဖွေခဲ့ကြတာပါ FPG Deck က Old Black ရဲ့ပြိုင်ဘက်ဂိုင်းဖြစ်တဲ့ Gangster Discipline အဖွဲ့ဝင်တူဦးဖြစ်ပြီးတော့ O Black မှာနေထိုင်သူအများစုကတော့ Black Disciples အဖွဲ့ဝင်တွေဖြစ်ပါတယ်။ FBI က Black Disciples အဖွဲ့ဝင်တွေကအဓိကတန်တရားရှိသူ၄ဦးကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။ဒီစနစ်မျိုးဖြစ်ပေါ်တဲ့အချိန်မှာတန်တရားရှိသူ၄ဦးစလုံးအိပ်ပျော်နေကြပြီးတော့ဥပဒေစိုးမိုးရေးအရာရှိတွေက တို့ဘယ်အဆောက်အုံမှာရှိရဲဆိုတာကိုလည်းအတိအကျသိခဲ့ပါတယ် FPG deck ကိုတပ်ဖြတ်မှုမှာပါဝင်ပတ်သက်ခဲ့တဲ့ဒီလေးဦးကို FBI ကခြေရခံဖို့တိမ်မခတ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့တို့ဟာတို့ရဲ့ပါဝင်ပတ်သက်မှုကိုလျှို့ဝှက်မထားဘဲနဲ့ပေါ်ပေါ်တင်တင်ပဲကြွားဝါပြောဆိုနေရကြောင်းဖြစ်ပါတယ်ဒီအထောက်အထားတွေနဲ့အတူဥပဒေစိုးမိုးရေးအေဂျင်စီတွေက of black အိမ်ရဝင်းတဲ့ကိုခြေလင်ဝင်ရောက်ပြီးတော့အဲ့ဒီလူတွေနေထိုင်တဲ့အိမ်တွေကိုဝင်ရောက်ပြီးတော့စီးနှင်းခဲ့ပါတယ်။ of black ကိုစတင်ရောက်ပြီးတော့7မိနစ်အတွင်းမှာပဲလူလေးယောက်စလုံးကိုလက်ထိတ်ခတ်နိုင်ခဲ့ပါတယ်။ FBI ကသူတို့ရဲ့တန်တရားရှိသူတွေကိုခေါ်ဆောင်သွားပြီးရဲ့နောက်မှာသတင်းစာရှင်းလင်းပွဲကျင်းပပြီးတော့ဖြစ်ပျက်ခဲ့သမျှကိုရှင်းပြခဲ့ပါတယ်။စွဲချက်တင်စာမှာဒီလူ၅ဦးက of black လမ်းပေါ်ခိုင်းရဲ့အဖွဲ့ဝင်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ of black လမ်းပေါ်ခိုင်းက တို့ရဲ့အဖွဲ့အစည်းနဲ့အဖွဲ့ဝင်တွေမဟာမိတ်တွေမိဖက်တွေနဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကိုမြင့်တင်ဖို့အားကောင်းစေဖို့ဒီမျိုးမျိုးနဲ့ချိုးပန်းခဲ့တယ်လို့လည်းစွဲချက်တင်ထားပါတယ်။ဒါရီတဲမှာတို့ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေအတွက်လူသိရှင်ကြားတာဝန်ယူကြောင်းကြေညာတာပြိုင်ဘက်ခိုင်းဝင်တွေကိုလှောင်ပြောင်တာလူမှုမီဒီယာပလက်ဖောင်းတွေနဲ့သတင်းတွေကိုအသုံးပြုပြီးတို့ရဲ့အရှိန်အဟောင်းကိုမြင့်တင်ဖို့ချိုးပန်းတာတွေပါဝင်တယ်လို့လည်းဖော်ပြထားပါတယ်။ ဒီ FPG deck အသက်ခံရမှုမှာ FBI ကဒီလေးဦးကိုဖမ်းဆီးဖို့အတွက်ကြီးပဲပါဝင်ခဲ့တာမဟုတ်ပါဘူးသူတို့ကဒီအသက်ခံရမှုနောက်ွယ်မှာ ိုကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်လို့ယုံကြည်ရကြောင်းဒီ FBI စုံစမ်းစစ်ဆေးမှုဟာမပြီးဆုံးသေးပါဘူးညနေ4:20ခန့်မှာ FBG Dag ကသူ့ရဲ့ရီးစားမောင်းလာတဲ့အနက်ရောင်ကားရဲကနေချီကာဂိုရဲ့ Gold Coast ကနေထွက်လာခဲ့ပါတယ် Gold Coast ကစိန်ခမ်းဆိုင်နေတဲ့တံပိုးကြီးကွန်ဒိုတွေရှိတာကြောင့်နာမည်ကြီးပြီးတော့မြို့ရဲ့အလုံးကြုံဆုံးနဲ့အချမ်းသာဆုံး area တွေထဲကတစ်ခုအဖြစ်လူသိများပါတယ် Dag ကဆိုင်ထဲကိုလမ်းလျှောက်ဝင်လာချိန်မှာငွေရောင် Ford Fortune တစ်စီးနဲ့ ့အနက်ရောင်6300 300စီးတို့က dead bay မှာရက်သွားခဲ့ပြီးတော့ရုတ်တရက်လူလီရောက်ကဂါရီတွေကနေအမြန်ထွက်လာပြီးတော့ dead ကိုချက်ချင်းပဲပြစ်ခတ်ခဲ့ပါတယ် တနင်္သမာရီကသူတို့ရဲ့ကားရီတဲကိုအလင်းမြန်ပြန်တက်ပြီးတော့မောင်းပြေးခဲ့ကြပါတယ်။ဒက်ကစီစံအချက်ပေါင်းများစွာ ထိမှန်ခဲ့ပြီးတော့ဆီယဝင်းတွင်သူ့ရဲ့ခန္ဓာကိုယ်မှာစီစံဒဏ်ရာ16ချက်တွေ့ရှိခဲ့ပါတယ်။ကားထဲမှာထိုင်နေတဲ့ဒက်ရဲ့အေးစားနဲ့ဖြစ်စဉ်နဲ့လုံးဝမပတ်သက်တဲ့လမ်းသွားလမ်းလာတူပါစီစံထိမှန်ခဲ့ပါတယ်။ ဒီပြစ်ခတ်မှုကလူစီကားရဲ့ရဲတပ်ပတ်ရဲ့နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့စောင်းကြည့်ကင်မရာဗီဒီယိုတွေမှာကားရီနဲ့လမ်းသွားလမ်းလာတွေအများအပြားကိုပြသခဲ့ပါတယ်။စောင်းကြည့်ကင်မရာဗီဒီယိုတွေကဒီကားရီကိုချီကာဂိုတခြားလမ်းမတွေပေါ်မှာခြေရခံနိုင်ခဲ့ပြီးတော့ All Black အထိပါပြန်လဲခြေရခံနိုင်ခဲ့ပါတယ်။ညနေ4:56မှာပြစ်ခတ်မှုဖြစ်ပြီးနိုင်ဝက်အချာမှာပဲစောင်းကြည့်ကင်မရာဗီဒီယိုတွေက Charles Gahan All Black ကိုပြန်ရောက်လာပြီးတော့တရားခဏနေတဲ့တယောက်ကလည်း ခီးတဲ့ဘက်ထိုင်ကုန်ကနေထွက်လာတာကိုပြသခဲ့ပါတယ်။ ဒီဖြစ်ရပ်ကမြို့သားအဆင့်သတင်းကောင်းစီတွေအဖြစ်ရောက်ရှိခဲ့ပြီးတော့ဒေသခံတွေကဂိုင်းအကျန်းဖတ်မှုတွေသူတို့ရဲ့လမ်းတွေပေါ်ကိုပါပြန့်နှံ့လာတာကိုအလွန်စိုးရိမ်ခဲ့ကြပါတယ်။ဒါက Oplack ရဲ့အကျန်းဖတ်မှုတွေဟာချီကာဂိုရဲ့အလုံးကြုံဆုံးရက်ွက်တီတွေရတစ်ခုမှပါ ခံစားရနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီအခြေအနေကြောင့် FBI ကဒီအမှုမှာပါဝင်ပတ်သက်သူတွေကိုဖမ်းဆီးရုံသာမကပဲဒီပြန်ဘက်ဂိုင်းတစ်ခုချာမှာအကျန်းဖတ်မှုကိုအဆုံးသတ်ဖို့ပါပါဝင်ဖို့လိုအပ်တယ်ဆိုတာသိခဲ့ပါတယ်။ ဘာလုံးမဲညာလုံးမဲငါဘာကောင်မင်းရဘာကောင်ဆိုတာမိုက်တလုံးနဲ့လှူဆောင်နေတဲ့ rapper ရဲ့လက်သုံးစကားပါဒါကြောင့်လေဒီဖြစ်ဖြစ်ကြီးရ gangster rapper ရဲ့တခြင်းနဲ့မှတောင်ပါလာခဲ့ပြီးတော့ လူတွေကအကျဉ်းဖတ်မှုတွေကျူးလွန်မယ်လို့ချိန်ချောက်ကြပြီးအကျဉ်းဖတ်မှုတွေကျူးလွန်ပြီးတဲ့အခါဂုံယူဝင်ကြွားတာမျိုးဒါမှမဟုတ်တခြားအကျဉ်းဖတ်တွေအတွက်ဘလို့ပြန်လည်စားချိန်မယ်ဆိုတာမျိုးပြောဆိုနေကြတာပါဒါတွေကပုံမှန်ဖြစ်နေကြကိစ္စတွေလို့ဖြစ်နေပါပြီစောဝိုင်းကပြောပြခဲ့သလိုပဲ offline နဲ့ anti-white မှာလှုပ်ရှားနေတဲ့အဓိကခိုင်းနှစ်ခုကတော့ black disciples နဲ့ gangster disciples တို့ပဲဖြစ်ပါတယ် ဒီပြိုင်ဘက်ဂိုင်းတစ်ခုကတစ်ချိန်က Black Gangster Disciplination လို့သိထားတဲ့ဂိုင်းတစ်ခုရဲ့အောက်မှာစူးစီးခဲ့ကြပါတယ်။ဒါဟာ1960ပြည်လုံးနဲ့တွေအစောပိုင်းမှာစတင်ဖွဲ့စည်းခဲ့တဲ့ချီကာဂိုမှာအကြီးဆုံးစီစဉ်ထားတဲ့ရာဇဝတ်ဂိုင်းတွေရဲ့တစ်ခုဖြစ်ပါတယ်။1980ပြည်လုံးနဲ့တွေနောက်ပိုင်းနဲ့1980ပြည်လုံးနဲ့တွေအစောပိုင်းမှာ ဒီကရဲ့ခေါင်းဆောင်တွေကြားမှာတင်းမာမှုတွေထိုးပွားလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီတင်းမာမှုတွေကပြင်းထန်လာပြီးဂိုင်းတွေက Black Disciples နဲ့ Gangster Disciples ဆိုပြီးတော့ဂိုင်းနှစ်ခုအဖြစ်ခွဲထွက်ခဲ့ကြပါတယ်။ဒီခွဲထွက်မှုက Chicago တောင်ပိုင်းမှာပြင်းထန်တဲ့အကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ Black Disciples တွေက Oblet တစ်ခုလုံးကိုထိန်းချုပ်ထားပြီးတော့ Gangster Disciples တွေကတော့ Anita White ရက်ွက်အများစုကိုထိန်းချုပ်ထားပါတယ်။ ဒေသခံတွေပြောကြားချက်အရ of black က black disciples ဒိုင်းနာတွေကသူတို့ရဲ့နယ်မြေထဲကနေထွက်ခွာတာမျိုးလုပ်ရင်တနက်ပြစ်ခံရနိုင်တဲ့အန်ဒီယရှိရလို့ဆိုပါတယ်။ဒါရီက black disciple နဲ့ gangster disciples နယ်မြေတွေရဲ့ပြပြသသာကန့်သက်ချက်တွေပဲဖြစ်ပါတယ်။ Black disciples တွေက Oblack ကိုပိုင်ဆိုင်ကြပြီးတော့ Gangster disciples တွေကတော့ Wood Lawn ရက်ွက်ကိုသူတို့ရဲ့နေအိမ်အဖြစ်ခေါ်ဝေါ်ကြပါတယ်။ Oblack နဲ့ Wood Lawn ရက်ွက်ကြားမှာနေထိုင်သူ95ရာခိုင်နှုန်းကလူမဲတွေဖြစ်ပြီးတော့အများစုကဆင်းရဲမွဲတေမှုနဲ့လုံးပန်းနေကြရပါတယ်။အကျန်းဖတ်မှုတွေဟာဂိုင်းနှစ်ခုရဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာနာမှာကြာကနဖြစ်ပွားလေးရှိပါတယ်။အဲဒီနေရာကို kin tribe လို့ခေါ်ပြီးတော့အဲဒီနားမှာဆိုရင်တော့ Emsil Donald McDonald တခုရှိပြီးတော့ Gangsta Disciplines တွေကဒါက Black Disciple နာမည်ဖြစ်တာကြောင့်ဒီနေရာကိုရှောင်ရှားကြပါတယ်။ဒီ McDonald's က gain တစ်ခုကြောင့်အကြမ်းဖက်မှုတွေဖြစ်ပွားရနေရတခုဖြစ်လာပြီး နောက်ဆုံးမှာတော့ဒီလိုမျိုး gain မဲ့ခဲမဲ့အခြေအနေတွေကြောင့်ပတ်ဝန်းကျင်ကြောင့်ပြေးလိုက်ရပါတယ်။ Hardware Supermarket မှာတချိန်ကနာမည်ကြီး Rap အဆိုတော် King Von ရဲ့ပတိကတစ်ချက်ရှိခဲ့ပါတယ်။ King Von က O Black မှာခြေပြင်းခဲ့သူဖြစ်ပြီးတော့ O Black ကိုတနိုင်ငံလုံးတီးမပြူလာအောင်လုပ်ခဲ့တဲ့ Rap အဆိုတွေရဲ့တဦးပါ။ King Von က2020ပြည့်နှစ်မှာ Welcome to O Black ဆိုတဲ့ album တစ်ခုကိုထုတ်ခဲ့ပြီးတော့ဒီ album က ော black မှာဆိုရင်တော့ကြီးပြင်းလာရတဲ့သူ့ရဲ့အတွေ့အကြုံတွေကိုထင်ဟတဲ့စက်ချောင်းကိုဖော်ပြထားပါတယ် Ken Von က guy interview မှုတွေမှာအလွန်ပါဝင်ပတ်သက်ခဲ့ပြီးတော့2020ပြည့်နှစ်မှာပဲ Atlanta Nike Club တခုရဲ့အပြင်ဘက်မှာပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ O Black မှာတချိန်ကနေထိုင်ခဲ့တဲ့လူတွေထဲမှာအတော်ကြာဆုံးပုဂ္ဂိုလ်ကတော့ တမရဟောင်းအိုဘားမားရဲ့ဇနီးမစ်ချယ်လာအိုဘားမားပဲဖြစ်ပါတယ်။မစ်ချယ်လာအိုဘားမားကအိုဘလက်မှာမွေးဖွားခဲ့ပြီးတော့သူမရဲ့ဘဝရဲ့ပထမဆုံးနှစ်နှစ်ကိုဒီမှာနေထိုင်ခဲ့ပါတယ်။ဒီရဲခွဲကမူလကအလူသမားလူရန်စာလူမဲမိသားစုတွေအတွက်ငွေကြေးအဆင်ပြေနိုင်လောက်မဲ့သမဝါယမအင်ယာစီမံကိန်းတစ်ခုပါ။မစ်ချယ်လာအိုဘားမားမိသားစုက1964ခုနှစ်ကတည်းကအိုဘလက်ရဲခွဲရဲ့အခြေအနေတွေပြောင်းလဲလာတာကိုသတိထားမိခဲ့ကြပါတယ်။မူလကတော့အလုံးစုံပြီး ်ကုညီဖေးမကြတဲ့ရက်ွက်လေးဖြစ်ခဲ့ပေမဲ့ဂိုင်းပရိပခရီကြောင့်ချီနေရီဆိုးလာတာနဲ့အမျှချီကာဂိုမျိုးပြင်ကပိုလုံကြုံတဲ့နေရာကိုသူတို့ပြောင်းရွှေ့ခဲ့ကြပါတယ်2006ခုနှစ်မှာ Robert Taylor Holmes လို့ခေါ်တဲ့အင်ယာဝင်းကိုဖြိုဖျက်ခဲ့တဲ့အခါ O'Black မှာအကြမ်းဖက်မှုတွေပိုပြီးတော့တောင်းဆိုးရွားလာခဲ့ပါတယ်။အဲဒီအင်ယာကနေပြောင်းရွှေ့လာတဲ့ Black Disciples ဂိုင်းဝင်တွေက Pathway Gardens ကိုရောက်လာတဲ့အခါအဲ့ဒီအချိန်ကလေးက Gangster Disciples တွေရဲ့နယ်မြေတွေဖြစ်နေတဲ့နေရာမှာဂိုင်းနှစ်ခုထပ်နေခဲ့ပါတယ်။ဒါကဂိုင်းနှစ်ခုကြားပြင်းထန်တဲ့နယ်မြေလူပွဲတွေဖြစ်လာဖို့အခြေခံအုံမြင့်ချပေးလိုက်တယ်လို့ပါပဲ။အကြမ်းဖက်မှုတွေတိတိတသာတိုးလာခဲ့တဲ့နောက်တစ်ချိန်ကတော့2012ခုနှစ်မှာ Black Disciples အဖွဲ့ဝင် Audit Perry အသက်ခံခဲ့ရတဲ့အခါဖြစ်ပါတယ်။ Audit က ရိုးရိုးအဖွဲ့ဝင်တဦးမဟုတ်ခဲ့ပဲရက်ခွဲရဲ့အဓိကကျရဲ့အလိုလေးစားခံရတဲ့ပုံကိုတဦးပါသူရဲ့တည်ဆုံမှုကဒေသခံလူငယ်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီးဒီဝမ်းနဲ့ဝယ်ဆုံးရှုံးမှုကြောင့်ရက်ခွဲကိုသူ့ကိုဂုံပြူတဲ့အနေနဲ့ O Block လို့နာမည်ပြောင်းပြီးတော့ခေါ်ဝေါ်ခဲ့ကြပါတယ် OD ရဲ့တည်ဆုံမှုနဲ့အတူဒိုဂီတာရဲ့ခေစားလာမှုကလည်းတိုက်ဆိုင်ခဲ့ပါတယ်။ Oplack ကဂီတာပညာရှင်တွေဖြစ်တဲ့ Chief Keith, Kinvon ရဲ့ Lidrop တို့ကသူတို့ရဲ့သချင်းတွေမှာ OD နဲ့ Oblique ကိုစတင်ပြီးတော့ရည်ညွှန်းခဲ့ကြတယ်။ဒီလိုနဲ့ရက်ကွက်နဲ့ Kita ကိုလှုပ်ဆော်ပေးတဲ့ Gain Private Car တွေကတနိုင်ငံလုံးရဲ့စိတ်ဝင်စားမှုကိုရရှိလာခဲ့ပါတယ်။ Oblique ကအင်တာနက်မှာနာမည်ကြီးလာတာနဲ့အမျှဂိုင်းတစ်ခုကသူတို့ရဲ့အကြမ်းဖက်မှုတွေကိုပို့ပြီးတော့တောင်မှထုံးမြင့်လာပုံရပါတယ်။၂၀၁၁ခုနှစ်ကနေ၂၀၁၄ခုနှစ်အတွင်းမှာဆိုရင်တော့ Oblack ကချီကာဂိုကတခြားရက်ကွက်တွေထက်ဖြစ်ခဲ့မှုအများဆုံးဖြစ်ခဲ့ပါတယ်။ 2014ခုနှစ်နောက်ပိုင်းမှာလည်းရာဇဝမှုတွေဆက်လက်ဖြစ်ပွားနေသေးပါပဲ။နေစိန် offlack မှာပြည်မြအကြမ်းဖက်မှု145ကြိမ်၊ရာဇဝမှု180ကြိမ်၊ဖျက်ဆီးမှု114ကြိမ်၊ကာခိုးမှု32ကြိမ်ဖြစ်ပွားနေပါတယ်။ချီကာဂိုပတ်ဝန်းကျင်ကတခြားနေရာတွေမှာလည်းရာဇဝမှုနှုန်းမြင့်မားပြီးမဲ့ offlack ကတော့လက်တဆုပ်စာလောက်နေရာလေးမှာရာဇဝမှုအများအပြားဖြစ်ပွားနေတာကြောင့်ထင်ရှားနေတာပါ။ဒီရက်ကွက်ရဲ့အခြေအနေကအလွန်ဆိုးဝါးလာတဲ့အခါမှာတော့ချီကာဂိုရဲ့တပ်ဖွဲ့ဟာ အကြီးအကျယ်ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်တယ်ဆိုတာနားလည်လာခဲ့ပါတယ်။ပထမဆုံးနေနဲ့ Oplet ကိုကင်းလဲဖို့အတွက်အထူး unit တစ်ခုကိုသတ်မှတ်ပေးခဲ့ပါတယ်။ချီကာဂိုရဲတပ်ဖွဲ့က Pathway Gardens ကိုဝန်းရံထားတဲ့ Glass to Yan Block ကို Impact Zone အဖြစ်ကိုသတ်မှတ်ပြီးတော့ဒီဆုံးမှာအထွေထွေရှိရဲရရှိ10ဦးနဲ့ရဲရရှိအသစ်တွေကပုံမှန်ခြေကျင်တဲ့မော်တော်ယာဉ်ကင်းလဲစစ်ဆေးမှုတွေလုပ်ဆောင်ကြပါတယ်။ရာဇဝမှုတွေအများဆုံးဖြစ်တတ်တဲ့နွေရာသီလတွေအတွက် အပိုရဲရာရှိတွေထထဲဖို့အနွေရသည့်ကင်းလဲယူနစ်ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ရှယ်ရီပုံမကင်းလဲတာအပြင်အဲဒရီအထွက်လဲလုံချုံကြီးပုံမတင်ချက်လာခဲ့ပါတယ်။အော်ဘလက်ရဲခွက်ထဲကိုခါနဲ့ဝင်လာတဲ့အဲဒရီက ဝင်ပေါက်တိုင်းမှာရှိတဲ့လုံခြုံရေးဂိတ်ကိုဖျက်ဆီးရပါတယ်။ Oplack ရဲ့နေထိုင်သူတွေအတွက်တော့သူတို့ရဲ့ကားပေါ်မှာအလိုလျောက်ဝင်ခွင့်ပြုတဲ့ Acoustical တစ်ခုပေးထားပါတယ်။ Oplack တစ်ခုလုံးမှာလုံခြုံရေးကင်မရာအလုံး100ကျော်တပ်ဆင်ထားပါတယ်။ဒီကင်မရာတွေကအစအုံဝင်ပေါက်တွေ၊ကားပါကင်တွေ၊လမ်းသွားလမ်းလာဂိတ်တွေအလုံးကိုစောင့်ကြည့်နေပြီးတော့ဒီဗီဒီယိုတွေကို Oplack အထူးလုံခြုံရေးဝန်ထမ်းတွေကအမြဲတမ်းစောင့်ကြည့်နေတာကြောင့်ပြင်းထန်တဲ့ရာဇဝတ်မှုတွေရဲ့နောက်ကွယ်ကတရားခဏတွေကိုရှာဖွေဖော်ထုတ်ဖို့ များကြီးအကူအညီဖြစ်စေပါတယ်ဒီရက်ကွက်မှာအကြံဖတ်မှုတွေများပြရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ကလေးအများစုကကြောင်းမတက်တာကြောင့်ပါပဲ။၂၀၂၂ခုနှစ်မှာ offline မှာနေထိုင်တဲ့ ကလေး45ဦးက45ရာခိုင်နှုန်းပါပေါ့နော်။ကျောင်းမတက်ကြတော့ဘူးဖြစ်ပါတယ်။45ရာခိုင်နှုန်းဆိုတာကတော့တကယ်ကိုများပြားပါတယ်။ဒါပေမဲ့ဒီမနေထိုင်တဲ့ကျောင်းသားအများစုကကျောင်းကိုတက်ချင်ကြပေမဲ့ကျောင်းကိုလည်းရှောင်းရမှာကိုကြောက်တယ်လို့ဆိုကြပါတယ်။ဘာလို့လဲဆိုတော့ကျောင်းသွားဖို့အတွက်ပြိုင်ဘက်ဂိုင်းနယ်မြေတွေကိုဖျက်ကျော်ရတာအန္တရာယ်များလို့ပါ။ဒီမှာကလေးတွေက73နှစ်အရွယ်လေးကဂိုင်းနယ်တွေကိုပါဝင်ပတ်သက်လာကြပြီးတော့ အလေနဲ့အထက်တန်းတက်လျှောက်လုံးသူတို့ရက်ခွက်ကနေဘဲသွားသွားခရူးဆိုင်ရပါတယ်။ကလေးတွေကလမ်းပေါ်ကဘဝအတွက်မလွဲမသွေဖြစ်လာနိုင်တဲ့ဒီလိုပတ်ဝန်းကျင်မှာခြေပြင်းလာနေတာကြောင့်ရက်ရွာအဖွဲ့ဝင်တွေက Oblack မှာဒီလိုအကျန်းဖက်ပုံစံတွေကိုအဆုံးသတ်ဖို့နိမ့်တွေကို ရှာဖွေနေကြပါတယ်။ဒါအပြင်ချီကာဂိုရဲ့အရာရှိဂျယ်နီဖာမတ်ဒေါစ်က Oblack ကကလေးတွေကိုကူညီဖို့အတွက် Future Ties လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုလည်းတည်ထောင်ခဲ့ပါတယ်ဒီအစီအစဉ်က Pathway Gardens ကကလေးတွေအတွက်ကျောင်းပြပါလို့ရှာမှုတွေအင်းစာအကူအညီတွေနဲ့ရေယာတီတော်ရင်စကန်ချတဲ့သင်ခန်းစာတွေသင်ပေးကြပါရယ်နားလေပါရယ်ဒီဘိုက်ကိုရှင်းလင်းလွယ်ကူပြီးတော့နားလေရပုံမလွယ်ကူအောင်လို့ပြန်ပြီးတော့ရှင်းပြပေးပါမယ်ရှင်တင်းအောင်စရာ Corey Brooks ရဲ့အမျော်မြင်ကြီးသော project All Black အနေနဲ့မှာမကြသေးမီယာဖြစ်ပျက်ခဲ့တဲ့အကြီးမားဆုံးပြောင်းလဲတစ်ခုကတော့ New Beginnings Chart ရဲ့ Thin Oats ရာ Corey Brook ကြောင့်ဖြစ်ပါတယ်။သူကရကွက်အတွက်မျော်မှန်ချက်ကြီးမားတဲ့စီမံကိန်းတစ်ခုကို စတင်ခဲ့တာပါ။2021ခုနှစ်တုန်းက Thin Oats ရာ Brooks ကလူမှုအဖွဲ့အစည်းစင်တာအသစ်စောက်ဖို့ရမုံငွေရှာရင်းသင်းမောကွန်တိန်နာဘုံအလုပ်တွေရဲ့အခောင်မိုးပေါ်မှာတက်ပြီးတော့နေခဲ့ပူပါတယ်။ဒါကသူ့အတွက်ပထမဆုံးချိန်တော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလည်း သူချတ်ရဲ့ယနေ့ချင်းဆိုင်ကရာဇဝမှုတွေများပြားတဲ့မော်တော်တစ်ခုရဲ့ထိပ်ပေါ်မှာဆောင်းရာသီ3လလောက်နေခဲ့ပူပါတယ်။ဒီလိုလိုရင်းနဲ့မော်တော်ကိုဖြိုဖျက်ဖို့ဒေါ်လာ9သိန်းနီးပါးရန်ပုံငွေရှာဖွေနိုင်ခဲ့တဲ့အတွက်နိုင်ငံတကာသတင်းတွေမှာတောင်မှပါဝင်ခဲ့ပူပါတယ်။အခုတော့အဲ့ဒီမော်တော်ဟောင်းနေရာမှာတတုကုန်တင်ဘုံ၄ခုကိုချထားတာတွေ့ရပါတယ်။ဒီဘုံတွေကဒေါ်လာတန်30တန်ဖိုးရှိတဲ့လူမှုဖွဲ့စည်းစင်တာကိုဒီနေရာမှာဆောက်လုပ်မဲ့သူရဲ့ရှင်မန်းချက်ကိုကိုစားပြုပါတယ်။ Kin Drive ပေါ် ်မှာရှိရဲ့သူ့ရဲ့ charge နဲ့မျက်နှာချင်းဆိုင်မှာပဲ D center ကိုတည်ဆောက်မှာပါဒီလူမှုဖွဲ့စည်းစင်တာမှာဘာတွေပါဝင်မလဲဆိုတော့ စာသင်ခန်းနဲ့အားကစားခန်းမှစားသောက်ဆိုင်နဲ့ဘတ်စကတ်ဘောကွင်တခြားအထောက်အကူပြုအဆောက်အုံတွေဒါရီအလုံးကရဲရွာလူတို့ကိုပုံမကောင်းမွန်တဲ့အလုပ်အကိုင်တွေရရှိဖို့ကူညီပေးနိုင်မယ့်ရည်ရွယ်ချက်နဲ့ထည့်သွင်းထားတာပါ။သင်းအောင်စရာဘရုစ်ကဒီရမွေရှာဖွေကြိုးပမ်းမှုနဲ့နိုင်ငံအစ်စ်တရင်းနေမှာပေါ်ပြခံရပြီးတော့နောက်ဆုံးမှာသူ့ရဲ့ဒေါ်လာ3ဘီလီယံရည်မှန်းချက်ကိုပြည့်မီအောင်ရှာဖွေနိုင်ခဲ့ပါတယ်။ဒီ1500ဆူယန်ပေးချေပြီးတော့3တန်းမြင့်တဲ့အဆောက်အုံကြီးစောက်လို့ရေးကို2000 2023ခုနှစ်မှာစတင်ခဲ့ပြီးတော့ Oplay ရဲ့ပြင်ပမှာထထေဝါနဲ့ပေါ်ထွက်လာတော့မှလည်းဖြစ်ပါတယ်။ American ပြောင်စုမှာရာဇဝမှုပြဿနာကအကြီးအကျယ်ရှိနေတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ဒါပေမဲ့အဲဒီလောက်ပဲဆိုးရွားပြီးတော့စိုးရိမ်စရာကောင်းတာကတော့ American ရဲ့တောင်ဘက်နယ်စပ်မှာဖြစ်ပွားနေတဲ့စစ်ပွဲသက်ဖွယ်အခြေအနေပါပဲ။ Mexico, ကာတယ်ဂန်တွေရအော်ဘလက်ကဂိုင်းတွေထက်ကို အများကြီးပိုပြီးတော့ကြီးမားတဲ့စနစ်ကြတဲ့အစ်စ်နေမှာလှုပ်ရှားနေကြပါတယ်။သူတို့ကမိုင်ပေါင်းများစွာရှေ့လျားတဲ့မြောက်ဦးမင်လိုင်ကောင်းတွေတူပြီးတော့မိုးရစေဝါမောင်ခိုကူးတာနယ်စပ်ကင်းလေအေဂျင့်တွေကိုတရှိုလုံးဖို့ drone တွေအသုံးပြုတာမျိုးတွေလှုပ်ဆောင်နေကြပါတယ်။အခြေခံအဖြစ်ပြောရရင်မက္ကဆီကိုနိုင်ငံရဲ့အများစုကိုသူတို့ကပဲထိန်းချုပ်ထားတယ်လို့ဆိုနိုင်ပါတယ်။ ဒီကနေ့တော့ American ပြည်တော်စုရဲ့ Chicago မြို့ကအန်ဒီရဲ့အရှိဆုံးရက်ွက်တစ်ခုဖြစ်တဲ့ အော်ဘလက်ပါ့ခ်ဝေးဂါဒန်စ်မှာဘလို့ပြဿနာတွေရင်ဆိုင်နေရတယ်လဲဥပဒေစိုးမိုးရေးအင်ဂျင်စီတွေနဲ့ရဲရွာဖွဲ့စည်းတွေကဘလို့စူးစမ်းနေကြလဲဆိုတာကိုတင်ဆက်ပေးခဲ့ပါတယ်နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးပေးထားတယ်လို့ပြောတဲ့အမေရိကန်မှာဒီလိုပြင်းထန်တဲ့ရာဇဝတ်မှုတွေစင်ရဲမွေးချေမှုတွေဘာကြောင့်ဆက်လက်ဖြစ်ပွားနေရတာလဲလူမှုရေးမညီမျှမှုတွေနဲ့လက်ဟာမှုတွေကလူငယ်တွေရဲ့ဘဝတွေကိုဘလို့လမ်းမရောက်စေနိုင်တယ်လဲဒီလိုပြဿနာတွေက တနေရာထဲမှာမဟုတ်ပဲကဘာပေါ်ကနေရာအနှံ့အပြားမှာရှိနေပါတယ်လို့ပြောဆိုရင်းနဲ့ဒီနေရာမှာပဲနေကုန်ချုပ်လိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်